ကျွန်တော်ရဲ့တည်ဦးလင်ခီးစဉ်လေးကနေပြီးတော့တည်ဦးလင်မှာဒေလီတွေထားမှရှိကြတဲ့နေရာလေးတချို့ခေါ်သွားကြပါတယ် အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ရဲ့ဒီပြည်ဦးလင်ခီးစဉ်လေးကနေပြီးတော့ဗောနော်ပြည်ဦးလင်မှာလေလေးလေးထားမရှိကြတဲ့နေရာလေးတချို့ကျွန်တော်ခေါ်သွားခြင်းပါတယ်ဒီပြည်ဦးလင်ခီးစဉ်လေးမှာဆိုလို့ရှိရင်အာကျွန်တော်ခါတိုင်းရောက်နေကြနေရာလေးတွေအပြုံမှာနောက်ထပ်ဘယ်တော့လို့ရမလဲဆိုတဲ့နေရာလေးတွေကိုကျွန်တော်ပြချင်တာပါကျွန်တော်တို့လိုက်ခဲ့ပြီပါခင်ဗျ

ခုကျွန်တော်ရောက်တဲ့နေရာလေးကကြတော့တို့အရင်တော့ကတော့ညံ့ညင်းတာပန်းခြံဖြစ်တည်တာပေါ့နော်အခုနောက်ပိုင်းကကြတော့ mount cable အာဒီပန်းခြံပေါ့နော်ဆိုတော့ garden ဆိုပြီးတော့တည်ကြတယ်အဓိက mount cable လို့ဘာလို့ပြောလဲဆိုတော့ဒီအပေါ်မှာ cable car လုတ်တဲ့ဟာလေးရှိတာပေါ့တော်ဝင်ကြီးကတော့တယောက်ကို2000လောက်ပေးရတယ်နောက်ကားဝင်ကြီးက1000တသက်ရှိတယ်ပြီးတော့ဒီ cable စီးတာမပါဘူးဒီတိုင်းပန်းခြံမှာရှောက်လဲပြီးတော့ပန်းခြံမှာဓာတ်ပုံရိုက်တာပဲပေါ့နော် cable ပါစီးမယ်ဆိုလို့ရှိရင်တော့ cable ကလူကြီး3000ခလေး2000ထပ်ပေးရတာမျိုးဆိုတော့အာဒီ ဒီညာလေးမှာဟိုချင်းမိုင်နဲ့တူတဲ့အရသာမျိုးလေးတစ်ခုခံစားခံစားရတယ်ပေါ့နော်ဆိုတော့ကြီးလိုက်လို့ရှိရင်တောင်ကုန်းမြင့်လေးမှာရှိနေတယ်အနီးနားဝင်းကျင်လေးကတောင်တန်းလေးတွေမြင်ရမယ်ပြီးတော့သူတို့ပန်းဆိုင်ထားတာလေးလည်းစူးစမ်းပြီးစိုက်ထားကျွန်တော်တွေ့တယ် Can't catch me cuz you're so iconic broken. fear or the speed all the shine. That's me. ပြုံးနေရလို့ရှိရင်နောက်ထပ်လေတင်းတဲ့နေရာအစ်တတီထဲမှာဒီ rose garden ကလည်းတစ်ခုပါဝင်ပါတော့ဘာလို့လဲဆိုတော့ rose garden ကကျတော့ကျွန်တော်တို့ဒီဘက်ဒီပိတ်ချင်းမြောင်သွားတဲ့လမ်းပေါ်မှာတည်ရှိနေတာဆိုတော့သူကနှင်းစီခြံကတော်တော်လေးကျေကျေပြီးတော့နှင်းစီအမျိုးအစားပေါင်းနေတော်တော်များတယ်ရောင်လည်းအရင်ဆုံးတယ်ဆိုတော့အာကျွန်တော်ဆိုတော်တော်လေးစိတ်ဝင်စားတယ်ဒီရောက်တဲ့ချိန်မှာပြီးတော့ဒါနှင်းစီပိုင်းနေတီးတက် ပြစားတာနောက်ပြီးတော့ဒီဘယ်လိုခေါ်မလဲ coffee ဆိုင်လေးရှိတာလေးလောက်ပဲမဟုတ်ပဲနဲ့ဟိုတခြားဟိုဓာတ်ပုံရိုက်ချင်စရာဖြစ်အောင်လို့အများကြီး property ထည့်ပေးထားတယ်ပေါ့နော်အဲ့ဒါလေးကဆွဲဆောင်မှုဖြစ်တယ် me cuz so I'm sublime, get your ticket, wait in line Ooh. Here, so iconic, broken, tipping, you can't see all the speed, all this Let's get speakers. <laughs> you Sonic. You can see it. all speed, all the the speed, shine. That's me. သူတို့လီစုလာကြတော့သူကပုံစံလေးတပြို့ပေါ့နော်ပန်းဖြေတဲ့နေရာထက်ဆောက်လို့ရှိရင်အစားတောက်စားတဲ့နေရာမျိုးပိုပေါက်တာပေါ့သူကကြောက်တခုကောင်းတာကြတော့တဲခိုပိုကောင်းတယ်ဆိုတော့ဒီမှာလာတယ်ဆိုလို့ရှိရင်သူတို့ဒီမှာတခါတဲခိုတဲခိုကြီးကအစားတောက်တွေစားပေါ့အဓိကလီစုရိုးရအစားတောက်တွေမိုးကုတ်အစားတောက်တွေအများကြီးရတယ်ဆိုတော့အဲ့ဒါကဒီပြုံးလေးမှာဆိုလို့ရှိရင်တိတ်မရနိုင်တဲ့ vibe မျိုးလေးရတာပေါ့နော်ဆိုတော့လီစုရမလာမယ်ဆိုလို့ရှိရင်တော့အနားယူပန်းဖြေဆိုတော့ပြောချင်တာဟုတ်ပန်းကြံတစ်ခုလို့ပန်းဖြေတာတက်စားလို့ရှိရင်တော့အစားတောက်စားရင်းနဲ့နားနေတာပို့ပြီးတော့ကောင်းပါတယ် ဖြန့်ဘယ်လောက်တည်းလဲ။၂ယောက်ချန်ဒီ။ Your horse is in need can't catch me cuz I'm stuck Goddamn. Oh. listen your horses in the on can't catch me cuz တလီအမေခေါက်ဆွဲတော့အမေတော့တော့မရအောင်အမေခေါက်ဆွဲရတော့ကျွန်တော်အမေသားသားလေးသားတာမရှိဘူးမယ်ဒီမှာစားကြည့်ချင်တော့อืมยาดาเลียตัวเทคนิคนี้เหรอใช่มั้ยไม่ป้อมมันนะ ်ကွက်တီချီဝုန်ကတမလီဖာလောအခုလိုဗီဒီယိုလေးတွေကိုအမြဲမပြတ်တင်ဆက်မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe and follow လုပ်ထားဖို့လည်းမမေ့ပါနဲ့ခင်ဗျာဟုတ်ကဲ့ကျွန်တော်တီဟာ the traveler ပါ